ရှင်ရဲသားကလမ်းဘေးကနေရွှေစွန်တချုံဝယ်လိုက်ပါတယ်သူ့ကိုရောင်းပေးတဲ့အဖွားကဒီစွန်ကိုယူပြီးတဖြည်းအိမ်မှာသမင်းတုံးနဲ့သွားစားမယ်ဆိုရင်သူတို့သားဖြစ်သွားမလိမ့်မယ်တဲ့ရှင်ရဲသားလေးလည်းဘဝပြောင်းချင်နေပါတယ်တိုက်ဆိုင်လာကတော့သူဒီနေ့မှာသူ့ရဲ့တဖြည်းတငယ်ချင်းကိုစားသွားပို့ပေးရမယ်ဖြစ်ပါတယ်သူတို့အိမ်အရင်ချမ်းသာနေတာကိုကြည့်ပြီးသူ့ရဲ့ချမ်းသာခြင်းနဲ့စိတ်ပူပြင်းပြလာပါတယ် ူသူ့တငယ်ချင်းအရှိကိုရောက်သွားတဲ့အခါအထဲကတထဲသားတယောက်အများရှိမှသူ့ကိုစော်ကားလိုက်တယ်။သူ့ကိုပတ်စံပေးပြီးမောင်းထုတ်နေတယ်။သူ့ classmate တွေရဲ့အရှိလည်းထစ်တဲ့အကလသူ့ပို့ပြီးရှက်သွားခဲ့တယ်။သူထွက်သွားမယ့်အချိန်မှာသူ့တငယ်ချင်းကြတော့သူ့ကိုညစာအတူတူစားဖို့ခေါ်လိုက်ပါတယ်။ဟိုတထဲသားကမပြောပေးမင်းသူ့အိမ်မဟုတ်တဲ့အတွက်ဘာမှဝင်မပြောနိုင်ပါဘူး။ ီလိုနဲ့သူတို့လည်းသမင်းစာခိုင်းရုပ်သွားကြပါတယ်။ဒါပေမဲ့အဲ့တထေးသားရဲ့ပဆက်ကအခုထိငင်းငင်းလေးမနေနိုင်သေးပါဘူး။သူ့လိုလူကသမင်းဝိုင်းမှာသမင်းစာဖို့နဲ့ထိုက်တန်းဖို့လည်းပြောနေပါတယ်။သူ့ကိုတူးတွေဇုံးတွေမပေးဖို့လည်းအစီကံကိုခိုင်းလိုက်တယ်လေ။ခဏလေးသူ့ကိုဒါမပေးနဲ့တခါတောင်းယူပေးလိုက်။အစကတည်းကစဉ်းရဲနေလို့ဒီလိုမျိုးတုံးတာမှမဟုတ်ဘူး။စဉ်းရဲတာလည်းစိတ်မဆိုးပါဘူး။သူလည်းရွှေစွန်းတုံးဖို့အခွင့်အရေးရတော့လာပေါ့။ဒါကငါ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့ပစ္စည်းပါနော်။ ။အဲ့ခံပေးတဲ့အတွေ့ကျေးဇူးတင်ပါတယ်တန်ငယ်ချင်း။ဟုတ်ပြီ။ထမင်းစားရအောင်။ဒီလိုနဲ့အားလုံးလည်းစတင်တုံးဆောင်ကြတော့တယ်။စင်ရဲသားခဏစားလိုက်တာနဲ့ဇွန်းကအယောက်တောက်လာပါတယ်။တတိယတန်ငယ်ချင်းအိမ်မှာထမင်းထပ်သွားစားနိုင်ဖို့စင်ရဲသားကသူ့ကိုတမင်း report ဒီအစားထိုးလုပ်ပေးနေပါတယ်။သူလုံနေတာကိုဟိုတတိယသားမြင်သွားလို့စင်ရဲသားကိုတတိလာပေးလိုက်ပါတယ်။ တထည်တငယ်ချင်းနဲ့ဝဝင်းနေဘူးလာပြောလိုက်ပါတယ်တထည်တွေဘဝကိုသူလက်လက်မမီမှာမဟုတ်ဘူးဆိုပြီးသူ့ကိုရိုက်ပြီးတော့ထွက်သွားလိုက်ပါတယ်စင်ရသားကတထည်တငယ်ချင်းအိမ်ကိုသွားပြီးသူ့ရေးထားတဲ့ report ကိုပေးလိုက်ပါတယ် report ရလာတဲ့တထည်တငယ်ချင်းလည်းအယမ်းပျော်ပါတယ်စင်ရသားကြတော့တထည်တငယ်ချင်းကိုသမင်ကြွေးခိုင်းလိုက်ပါတယ်ငါ bike စာနေပြီခောက်ဆွဲတကွက်လောက်စားပြီးမှပြန်လို့ရလား ဒီလိုနဲ့တထည့်တငယ်ချင်းလဲအစီကနေကိုခောက်ဆွဲယူလာခိုင်းလိုက်ပါတယ်။စင်ရသားစားတော့မယ့်အချိန်မှာတထည့်တငယ်ချင်းရဲ့အဖေကအိမ်ပြန်ရောက်လာပါတယ်။စင်ရသားကိုတွေ့လို့သူအယံအံ့ဩသွားပါတယ်။သူကအများရှိမှပဲသူ့သားကိုဆူလိုက်တယ်။စင်ရသားနဲ့ပေါင်းတာဟောအချိန်ဖြုံးတာပဲဆိုပြီးသူ့သားကိုဆူလိုက်ပါတယ်။တထည့်တငယ်ချင်းလဲသူ့အဖေကိုပြန်မပြောရလို့စင်ရသားကိုမောင်းထုတ်လိုက်ပါတယ်။တကားပေါက်နာကိုရောက်သွားတဲ့စင်ရသားနဲ့မကျေနပ်ပါဘူး။ဒုတိယဒဏ္ဍာရီကိုစားရခါနီးမှာသူ့တငယ်ချင်းအထေကလာဖြတ်လို့ရွှေစုံးကိုကြည့်ပြီးသူအားမရတာတွေဖြစ်နေပါတယ်။ဒီလို ုနဲ့သူလည်းသူတို့တတိမထားမိတဲ့အချိန်မှာခိုးဝင်သွားပြီးအစီကလက်ထက်ကနေလူစားလိုက်ပါတယ်ဒီလိုနဲ့သူကတထေးအိမ်မှာဒုတိယတနက်စားပြီးသွားပါပြီဒါပေမဲ့အခုချိန်မှာတထေးကြီးနဲ့သူတငယ်ချင်းရဲ့မိထွေးပေါ်လာပါတယ်မင်းကကြည့်ရတာတော်တော်လေးပိုက်စားတဲ့ပုံပဲစင်းနဲ့သားလည်းရှက်သွားပါတယ်မြန်မြန်ထွက်ပြေးသွားဖို့လုပ်နေပါတယ်ဒါပေမဲ့သူ zoom မိခဲ့တာကိုမိထွေးကတတိထားမိသွားပါတယ်သူ့ကိုခေါ်ပြီးယွန်ယွန်ကြီးနဲ့ပြန်ပေးလိုက်ပါတယ်မင်းနောက်တစ်ခါလာရင်တော့ထပ်မပါလာနဲ့တော့နော် နောက်ထပ်တွေ့မှလည်းမဟုတ်တော့ဘူးဆိုပေမဲ့စင်းရဲသားလည်းပြန်သွားလိုက်ပါတယ်အချိန်သိမလို့တော့ပါဘူးသူတို့အထင်ထိပ်သည့်စင်းရဲသားကသူ့သားအနေနဲ့ပြန်ရောက်လာတော့မှချစ်ပါတယ်စင်းရဲသားပြန်သွားတဲ့လမ်းမှာအနိုင်ကျင့်ခံရတဲ့အကြောင်းကိုစဉ်းစားနေပါတယ်သူအနိုင်ကျင့်ခံတိုင်းသူ့ရဲ့တတိယငွေချင်းကသူ့ကိုလာဖြည့်ရှင်းပေးတတ်ပါတယ်ဒါပေမဲ့အခုချိန်မှာသူ့ကိုယ်တိုင်ကြတော့သူ့ငွေချင်းရဲ့ဘဝကိုခိုးယူဖို့ကြံစည်နေပါတယ် သူလည်းကိုကိုကိုစိတ်ပြတ်သွားပြီးရွှေစွန်းကိုအမိုက်ပုံလေးပစ်လိုက်ပါတယ်။တစ်ဖက်မှာတထေးချင်းကတော့သူသားရေးထားတဲ့ report ကိုကြည့်ပြီးအယံအံ့ဩနေပါတယ်။သူကသူသားရဲ့လက်ရဖိမမိုံပါဘူး။သူ့အသင်းလိုက်မေးမှသူသားအကုန်ပြောပြလိုက်ပါတယ်။ ဆင်းရဲသားရဲ့လက်ချက်ဖြစ်ကြောင်းသိသွားတဲ့အခါတထေးကြီးကစိတ်ပူလာပါတယ်။နောက်နေ့မှသူတို့နှစ်ဖက်စလုံးရဲ့မိဘတွေចောင်းခေါ်ခံရပါတယ်။ចောင်းဘက်ကပြောတာတော့ဆင်းရဲသားကတထေးသားကိုအမြင်နဲ့အနိုင်ကျင့်ပြီးပတ်စံနေပါဓာပြကြိုက်ထားတဲ့အတွက်အမှန်တကယ်တော့ဒီငွေတွေကဆင်းရဲသားတထေးသားကိုစာကူလုပ်ပေးလို့ရထားတာပဲဖြစ်ပါတယ်။အခုကျတော့ဓာပြတိုက်ထားတဲ့တက်တယ်လို့ဖြစ်သွားပါတယ်။ဆင်းရဲသားလည်းဆင်းပြချင်းလေးပါတယ်။တထေးသားကိုကူရှင်းပြပေးဖို့လည်းမျှော်လင့်နေပါတယ်။ဒါပေမဲ့လည်းတထေးသားကသူ့အဖေအကြောင်းကိုတိလို့အပြစ်အာလုံးကိုဆင်းရဲသားပေါ်ပုံချလိုက်ပါတယ်။ ။စင်ရသားရဲ့အဖေကဒူသားចောင်းထောက်မရစေအောင်တထေးကိုဒူးထောက်ပေးလိုက်ပါတယ်။စင်ရသားရင်းရဲ့ဂုံတိတ်ခါဟာတထေးဒီအတော်တပြားမှမတန့်ပါဘူး။သူအဖေအများရှိမှအနိုင်ခံရလို့စင်ရသားလည်းခံရခတ်နေပါတယ်။လက်စားချေဖို့လည်းဆုံးဖြတ်ချက်ချလိုက်ပါတယ်။ညဘက်မှာသူကတထေးသားကိုသူကတွေးလိုက်ပါတယ်။ဘာလို့သူ့ကိုခြောက်ချလိုက်တာလဲဆိုပြီးမေးနေပါတယ်။ဟုတ်တယ်ငါဝန့်ခံတယ်အရင်ကနင်ကိုအတုံးချထားတာဒါပေမဲ့အခုတော့ငါနင်ကိုမလိုအပ်တော့ဘူးဒါကအကြောင်းရင်းပဲနင်ဘာလို့ငါ့ဘော်အဲ့ဒီလောက်ထိလိုရတာလဲ ငါတို့ကတငယ်ချင်းနေမဟုတ်ဘူးလားဆိုပြီးတထဲသားဆိုတော့ဘလို့လို့စင်ရဲသားကိုတငယ်ချင်းအစ်စ်လို့သဘောထားမှလဲသူ့ကိုပစ္စည်းလိုပဲအသုံးချမှာပေါ့တထဲသားလည်းစင်ရဲသားကိုဆက်တိုက်ရွေ့နေတော့တယ်ဒါပေမဲ့စင်ရဲသားကသူ့စကားကိုအကုန်လုံးအတန်ဖွင့်လိုက်လိုက်တယ်တထဲသားလည်းယင်းဒီတုံပြီးပစံမြန်မြန်ထုတ်လိုက်တယ်အတန်ဖန်ကိုဝေချင်းနေပါတယ်စင်ရဲသားတို့ဒီတစ်ခေါက်သူ့ကိုအလုပ်ပေးဖို့အစီအစဉ်မရှိတော့ပါဘူးသူကစင်ရဲသားကိုသွားဆွဲလိုက်တယ် သူတို့အချင်းချင်းတွန်းနေရင်လည်းဆင်းရဲသားကတပင်ဘော့ကနေပြုတ်သွားပါတယ်။တထေသာသူ့လက်ကိုသွားဆွဲထားပေမဲ့မိုးရွာနေပြီးအယမ်းချော်လို့နောက်ဆုံးတော့ဆင်းရဲသားရေသေးပြုတ်သွားပါတယ်။တထေသာသူ့ကိုသွားရှာခြင်းပေမဲ့ရေမကူးနိုင်လို့ရေကိုတိုက်မှုဖုံးဆက်လိုက်ပါတယ်။ဒါပေမဲ့သူအပစ်ပေးခံမှဆိုလို့စကိုင်းမပြောရဲပါဘူး။မင်းမြန်ထွက်ပြေးသွားလိုက်ပါတယ်။ရေအောက်မှာရှိတဲ့ဆင်းရဲသားလည်းအချင်းနဲ့မကောင်းပါဘူး။သူရေနေနေတဲ့အချိန်မှာရွှေစွန်းကိုမြင်အောင်သွားပါတယ်။သူလည်းလက်စားချေဖို့ပြန်ပြီးကျူးစားပြီးရေသေးကနေထွက်လာလိုက်တယ်။ပြီးရင်အမိုက်ပုံသားကိုမြင်မြန်သွားလိုက်ပါတယ်။ ။နောက်ဆုံးအမိုက်ပုံရဲ့အောက်ဆုံးမှာသူ့ရဲ့ဆွေဆုံးကိုတွေ့သွားခဲ့ပါတယ်။သူကတရှိအိမ်ကိုပြေးပြီးတခုတောင်းဆိုလိုက်ပါတယ်။သူ့ကိုသမင်းတနက်ယူပေးလိုက်ရင်သူကတထေးသားကိုလိုက်ကြည့်တော့မှမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်။တထေးကြီးလက်သည့်တောင်းဆိုချက်သေးသေးလေးကိုချက်ချင်းသဘောတူလိုက်ပါတယ်။သူ့ကိုသမင်းတစ်ချက်ချက်ချင်းပြင်ပေးလိုက်ပါတယ်။စင်းရသားလည်းသူ့ရဲ့ဆွေဆုံးကိုထုတ်ပြီးသမင်းစားတော့တယ်။သူနှလုံးသွင်းလို့စားလိုက်တဲ့နောက်ဇွန်ကအယောင်တောက်လာပါတယ်။သူဘာမှမပြောင်းသွားတဲ့အတွက်ဒီနီမစ်ကိုပန်တဲ့အောင်ဝင်နေပါတယ်။ကျူစားပြီးမှစားထားတဲ့သမင်းသုံးတာဖြစ်တဲ့အတွက်သူ့စိတ်ထဲမှာမကျေနပ်တာတွေဖြစ်နေပါတယ်။ သူကစမ်းကြည့်တဲ့အနေနဲ့တချေးကြီးကိုဖေးပဲဖေးပဲနေငါကိုဖေးပဲလူခေါ်လာလားဆိုပြီးစင်ရသားကတချေးကိုကြည့်ပြီးရှက်သွားပါတယ်ပစီသိမ့်ပြီးထားသွားဖို့လွတ်နေပါတယ်ဒါပေမဲ့သူအပြင်ထွက်မဲ့အချိန်မှာအခန်းထဲကကောင်မလေးတယောက်ရောက်လာပါတယ်လော်ဂျူရှိဟုတ်တယ်မတွေ့တာကြပြီကောင်စုပ်ဟွမ်းထိုင်ယုံတချေးသားနာမည်ဟွမ်းထိုင်ယုံနဲ့သူခုနကတုန်းကငါ့ကိုဟွမ်းထိုင်ယုံလို့ခေါ်တာသူတကယ်ဘဝပြောင်းသွားတာလားလို့တွေးဝင်နေတဲ့အချိန်မှာ ရဲပြီးရောက်လာပါတယ်။ဒီချိန်ထန်းလူခေါ်တဲ့ចောင်းသားတယောက်ပျောက်သွားခဲ့အကြောင်းပြောနေပါတယ်။သူမပျောက်ခင်မှာပတ်သက်ထားတဲ့လူကခွန်ထန်းယုံဖြစ်နေပါတယ်။နောက်ဖြစ်လာတဲ့ကိစ္စကြောင့်စီရဲသားကသူ့ဘဝပြောင်းသွားတာကိုတေးချသွားပါတယ်။ရှေ့နေကိုသွားခေါ်ပြီးရင်သူကတထည့်အိမ်ရဲ့ရှေ့နေနဲ့ရဲစခန်းသွားလိုက်ပါတယ်။ရှေ့နေရှိနေတဲ့အတွက်သူကမေးခွန်းပြန်ဖြေစရာတော့မလိုပါဘူး။ရဲဘက်ကလည်းမတတ်နိုင်လို့ဗီဒီယိုယူပြလိုက်ပါတယ်။ဒါပေမဲ့စင်ရဲသားဗီဒီယိုကိုကြည့်တဲ့အချိန်မှာထိုက်ရလိုက်ပါတယ်။ဘာကြောင့်လဲဆိုတာဗီဒီယိုထဲမှာသူတို့နှစ်ယောက်ရဲ့နေရာတွေပြောင်းသွားပါတယ်။ ရေထဲပြုတ်သွားတဲ့လူကတထေးသားအစ်စ်ဖြစ်နေပါတယ်။တထေးကြီးလည်းသူ့အာနာကိုတုံးပြီးရဲစခန်းကိုဖိအားပေးလိုက်ပါတယ်။ပြီးရင်စင်ရဲသားလည်းရဲစခန်းထဲကနေအေးအေးဆေးဆေးထွက်လာပါတယ်။ဒါပေမဲ့သူပြန်သွားမယ့်အချိန်မှာသူ့မိဘကိုတွေ့သွားပါတယ်။သူ့အမေကသူ့သားကိုအလွတ်ပေးဖို့လာတောင်းပန်နေပါတယ်။ ကိုအမေအရန်နှင်းချနေတာကိုကြည့်ပြီး तू လည်းစိတ်မကောင်းပါဘူး။ तू လည်းနောင်တရက်လာတယ်လို့ခဏဖြစ်သွားပါတယ်။ပြီးရင်ရှင်းနေတဲ့ရဲစခန်းတဲ့ကနေပြန်သွားလိုက်ပါတယ်။ဒါပေမဲ့လည်း तू စိတ်ကခဏလေးနဲ့တထေသာဖြစ်သွားတဲ့အပြုံမှာနှင်မျောသွားပါတယ်။ तू မှာအခုပြဿနာတစ်ခုရှိနေပါတယ်။ तू ကတကယ်တထေသာရဲ့အခန်းကိုမသိပါဘူး။အင်ဂျီထဲမှာ나이ဝက်လက်ရှားနေပါတယ်။ तू တခန်းဒီတခန်းလိုက်ရှာနေတဲ့အချိန်မှာမိထွေးရဲ့အခန်းကိုရောက်သွားပါတယ်။ဟဲ့နင်ဘာဖြစ်နေတာလဲ။ဘာလို့တကားမခောက်တာလဲ။တောင်းပန်ပါတယ်။မမေး မမေဆိုတဲ့အခေါ်ဝေကိုကြားလိုက်လို့မိသွေးကအယံအံ့ဩသွားပါတယ်။ဘာကြောင့်လဲဆိုတော့တထေသအစ်စ်ကသူ့ကိုမမေလို့မခေါ်ဘူးပါဘူး။နင်အိမ်ရှိခန်းမေ့သွားလို့လား။နင်ငါတို့ကိုဖာခင်မိခင်လို့ခေါ်ရမှာ။ဟုတ်ကဲ့မိခင်။သူကအခေါ်ဝေကိုမြန်မြန်ပြောင်းလိုက်ပေမဲ့မိသွေးတော့သူ့ကိုတန်တရားဝင်သွားပါပြီ။ဘာကြောင့်လဲဆိုတော့တထေသအစ်စ်ကသူ့အပေါ်အဲ့ဒီလောက်ထိမယဉ်ကျေးပါဘူး။နင်သဘောကောင်းချင်အောင်မဆောင်နဲ့တော့နော်ဟဲ့။စိတ်ရင်းနဲ့နေပါ။ဒီလိုဆိုရင်ပုံနေလို့အုံးပါ။ဖြစ်တဲ့မိသွေးကသူ့ကိုမောင်းထုတ်လိုက်ပါတယ်။ အပြင်ရောက်သွားတဲ့စင်ရသားကအရန်စိတ်လှုပ်ရှားနေပါတယ်။တထေးအိမ်မှာနေလာတာလည်းမလို့ဘူးဆိုတဲ့အသည့်ဝင်သွားပါတယ်။ပထမရက်နဲ့တင်သူအမားတွေလုံမိတော့မယ်ဆိုတဲ့အသည့်ဝင်သွားပါတယ်။အခုချိန်မှာသူကတထေးသားရဲ့ကိုရန်တို့ကိုတွေ့သွားပါတယ်။အဲ့ဒီတော့သူကကိုရန်တို့ကိုစာအုပ်ကူထိုင်ခိုင်းလိုက်ပါတယ်။စင်ရသားလည်းသူ့ကိုအတုံးချပြီးတထေးသားအိတ်ခမ်းကိုရှာတွေ့သွားပါတယ်။အခန်းထဲရောက်သွားတဲ့အခါသူနောက်တစ်ခေါက်အံ့ဩသွားပါတယ်။တထေးသားရဲ့အဝတ်တလဲကန်းတင်သူ့အိမ်ထဲကြီးနေပါပြီ။ဈေးကြီးတဲ့နာရီတွေကိုကြည့်ပြီးသူလည်းဝမ်းသာနေပါတယ်။ ူပတ်ကြည့်တဲ့အခါတထေသားဓာတ်ပုံလေးပါသူဓာတ်ပုံဖျက်သွားတာကိုတွေ့သွားပါတယ်။သူဆွေဇွန်းထုတ်ပြီးသူ့ဘဝကိုပြောင်းလဲပေးတဲ့ပစ္စည်းကိုတေချာကြည့်နေပါတယ်။အခုချိန်မှာဇွန်နဲ့တစ်ဖက်ဆိုမှ30ဆိုပြီးပေါ်လာပါတယ်။သူလည်းအဖွားကြီးပြောခဲ့တဲ့စကားကိုတတိယသွားပါတယ်။မင်းမှာအခွင့်အရေးအသုံးခုရှိတယ်။တလားတနစ်နဲ့တစ်ဆက်နဲ့ဖြစ်တယ်။အဲ့ဒီအချိန်ကျရင်ဂျီကိုပြန်လာပြီးဆုံးဖြတ်ချက်ရရင်ရပြီ။ကိုမိဘအရင်းနာပြန်သွားမှလား။မဟုတ်ရင်လည်းမပြန်တော့ဘူးလားဆိုပြီးဆိုလိုတာကရက်30ကြာပြီးနောက်ငါမှမိဘစီပြန်သွားဖို့ရွေးချယ်ခွင့်တစ်ခေါက်ရှိတယ်။